ျန်စီတွေဥဆောင်တဲ့တော်လှန်ရေးတစ်ခုအကြောင်းဖြစ်ပါတယ်။ဂျန်စီလို့ခေါ်တဲ့လူငယ်မျိုးဆက်တစ်တွေကောင်းဆောင်တဲ့တော်လန်လှူရှာမှုတွေဒီနေ့ထဲမှာဆက်တိုက်ဖြစ်နေပါတယ်။နီဘောနဲ့ကင်ယာနိုင်ငံတွေမှာဂျန်စီတွေရဲ့ဆန္ဒပြပွဲတွေအောင်မြင်မှုရပြီးတဲ့နောက်မှာအခုအခါမဒါဂါစကာလို့ခေါ်တဲ့ကျွန်းနိုင်ငံတစ်ခုမှာလည်းဂျန်စီတွေဥဆောင်တဲ့ဆန္ဒပြပွဲ ဖြစ်ပွားနေပါတယ်။မဒါဂါစကာဆိုတာကတော့အာဖရိကတိုက်ကကဲလွန်ပင်လယ်ပြင်ထဲကကျွန်းနိုင်ငံလေးဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ကမ္ဘာမှာစတုထအကြီးဆုံးကျွန်းပေါ်မှာရှိတဲ့နိုင်ငံဖြစ်ပါတယ်။မဒါဂတ်စကာမှာရေနဲ့မီပြက်လက်မှုတွေအကြီးအကျယ်ဖြစ်ပြီးတဲ့နောက်မှာဂျန်စီတွေဥဆောင်တဲ့ဆန္ဒပြပွဲကြီးဖြစ်ပေါ်ခဲ့တာပါ။အိန္ဒိယသမုတ်တရာထဲကကျွန်းကြီးပေါ်မှာရှိတဲ့မဒါဂတ်စကာနိုင်ငံမှာဂျန်စီတွေဥဆောင်တဲ့ဆန္ဒပြပွဲ၃ရက်မြောက်တဲ့နေ့မှာတော့သမ္မတကဝန်ကြီးချုပ်ဥဆောင်တဲ့အစိုးရအဖွဲ့ကိုဖျက်သိမ်းပေးလိုက်ပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းတွေအဆိုအရဆန္ဒပြသူတွေဘက်ကလည်းအ ਨੇ ဆုံး22ရောက်တည်ဆုပ်ခဲ့ရတယ်လို့ဆိုပါတယ်သမတအန်ဒရီရာဂျိုလီနာကတော့ဆန္ဒပြသူတွေကိုနားလဲတယ်လို့ပြောလိုက်ပြီးဆန္ဒပြလူငယ်တွေနဲ့တွဲဆုံဆွေးနွေးဖို့နေရာတစ်ခုဖန်တီးမယ်လို့ဆိုပါတယ် ဆန္ဒပြမှုတွေအထက်ဖြစ်ပွားခဲ့တဲ့လူရဲမှုတွေကြောင့်ပြက်စီးဆုံးရှုံးခဲ့တာကိုလည်းပြန်လျော်ပေးမယ်လို့ဆိုပါတယ်။ဆန္ဒပြပွဲတွေကိုရဲတွေကမျက်ရည်ယိုဘုံတွေရောဘာတီတွေတုံးပြီးဖြိုခွဲခဲ့တာကြောင့်အ ਨੇ စုံလူ၁၀၀ကျော်ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။